တကိုင်းတိုင်းကတာခရိုင်တွေကအင်းတော်မျိုးကိုအလုံးစုံလက်လွတ်ဆုံးရှုံးလိုက်ရတဲ့ဆိုးဆူဟာချက်ချင်းဆိုသလိုကတာမျိုးကိုစစ်ကူအင်အားပို့ပြီးခံဆက်ပြင်းနေရလို့ကတာမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောပါရယ်ဆိုးဆူဟာအင်းတော်မျိုးကိုအေဘီလာ9ရက်မှာလက်လွတ်ဆုံးရှုံးလိုက်ရတာဖြစ်ပြီးနောက်တရက်ဖြစ်တဲ့အေဘီလာ10ရက်ကစလို့ရဟတ်ရင်နဲ့ကတာမျိုးကိုစစ်ကူတွေပို့နေခဲ့ရပါအ ਨੇ ဆုံးရဟယင်ရှစီနဲ့အင်အားတွေဖြည့်တင်းထားတာလည်းဖြစ်ပါတယ်။ကျိုးစုအင်အားပို့ခန်းစစ်ပြင်နေတဲ့ကတားမျိုးဟာ တော်လိုင်းအဖွဲ့တွေတင်ပိုင်ထားတဲ့အင်းတော်မျိုးနဲ့ဆယ်မိုင်ခန့်အကွာမှာတရှိနေရလဲဖြစ်ပါတယ်။ကတာကိုစိုးစုအင်အားတွေပို့ဆောင်ရမှာကမ်ဘလူကပြူစောဒီတွေနဲ့ဗမောက်ကစိုးစုအဖွဲ့တွေကိုပို့ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ကတာခရိုင်ထဲမှာဆိုရင်ကတာအင်းတော်ဗမောက်နဲ့ထိချိုင်းမျိုးနယ်တွေပါဝင်ပါတယ်။သခိုင်းတိုင်းထပ်ပိုင်းကချင်ပြည်နယ်နဲ့နယ်မြေချင်းထိဆက်နေတဲ့ကတာကမ်ဘလူနဲ့ကောလင်စားတဲ့ကာသုံးလုံးခရိုင်တဲ့ပင်လယ်ဘူးမော်လူနဲ့အင်းတော်မျိုးတွေကို တော်လင်းဘွဲတွေကတိမ့်ပိုက်ထားပြီးဖြစ်ပါတယ်။ကောလင်းမြို့ကိုတော့တိမ့်ပိုက်နိုင်ခဲ့ပေမဲ့၃လကအကြာမှာစိုးစုစုပြန်လဲလက်လွတ်ခဲ့ရတာလည်းဖြစ်ပါတယ်။